ကဲမျိုးတို့အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုမမြားအမျိုးတို့အားလုံးအားလုံးမင်္ဂလာပါဗျဒီဘက်တော့တန်းငယ်ဝေကနားလိုက်လေးပြန်လွှင့်မယ်နော်ဝေကနားလိုက်လေးတန်းငယ်တက်လွန်ပေးမယ်ဒီတစ်ဘက်တော့အရင်ဘက်ကတော့တန်းငယ်မလွှင့်ပေးပြီဘူးဗျာနော်ဒီဘက်မှာတန်းငယ်ပြန်ပြီးလွှင့်ပေးပြတာအရင်ဘက်ကတန်းငယ်တို့မလွှင့်ပေးပြပါနော် မွေကနန်း84လီအောင်တယ်နော်မွေကနန်းဒီဒီဘက်မှာတန်းငယ်လို့84ဆိုတော့မွေကနန်းထွက်ရှိလို့အောင်မြင်ခဲ့တယ်တန်းငယ်ရှိမှာလာယူတဲ့ဖုံးမဆေးမှာလာယူတဲ့ကိုဒီမတွေအားလုံးပဲသိပါတယ်နော်84ဆိုတော့မွေကနန်းတန်းငယ်ရှိမှာလာယူတဲ့ကိုမများအားလုံးပဲသိပါလိမ့်ကဲအားလုံးပဲမင်္ဂလာပါမရှယ်ရသေးတဲ့ကိုဒီမတွေအားလုံးပဲ share ပေးပါအောင်ဝင်လာပြီဆိုအားလုံးပဲ share ပေးပါအောင်ကျွန်တော်ကိုမများအားလုံးပဲ share ပေးပါအောင်ဗျဝင်လာပြီဆိုရင် share ခြင်းဖြင့်တန်းငယ်ကိုကူညီပေးပါအောင် ဟုတ်ပြီနော်ကဲအားလုံးပဲမြန်မြန်လေးဝင်လာခဲ့လေဟုတ်ပြီနော်မြန်မြန်လေးကျွန်တော်ရဲ့ကုမ္ပဏီအားလုံးပဲဝင်လာခဲ့ပြီဟုတ်ပြီနော်ကဲအားလုံးပဲမင်္ဂလာပါလို့တန်ရကနှုတ်ခွန်းဆက်ပါတယ်ဗျာအဲ့ဒါက အလုံးပဲအလုံးပဲမင်္ဂလာပါဝင်လာပြီဆိုရင်အားလုံးပဲ share ပေးပါအောင်နော်ဝင်လာပြီဆိုရင်ကျွန်တော်ကိုမမြအားလုံးပဲ share ချင်းဖြစ်တော့ကူညီပေးပါအောင်ဗျာကဲအားလုံးပဲမင်္ဂလာပါ ပြီဆိုရင် share လို့ရတဲ့ကိုရီမောင်ကြီးအားလုံးပဲတယောက်တစ်ချက်တယောက်တစ်လား100တော့ share ခြင်းဖြင့်ကူညီပေးပါအောင်နော်ကဲဒါတော့ကျွန်တော်ရဲ့ကိုရီမားရဲ့အားလုံးပဲတန်းငယ်အာမဂန်ပတ်တီလေးထုတ်ပေးမယ်နော်အာမဂန်ပတ်တီကျိန်းတီချမ်းမဲ့ပတ်တီထုတ်ပေးမယ်ဟုတ်ပြီနော်အားလုံးပဲဝင်လာပြီဆိုရင်ကျွန်တော်ကိုမောင်များအားလုံးပဲ share ပေးပါအောင်ဗျာ เนาะချင်းတည်ကြမယ်ကျွန်တော် ကိုမများပတ်သီးလေးအရင်ဆုံးပြမယ်ဟုတ်ပြီเนาะပတ်သီးပြပြီးမှကျွန်တော်ရဲ့ကိုယ်မကြီးအထူးခွေလေးပြမယ်ပတ်သီးလေးကိုကျွန်တော်ကိုမများအရင်ဆုံးကြည့်ပါမရှေ့ရသေးတဲ့ကိုရီမာရဲ့အားလုံးနဲ့တယောက်တစ်ချက် share ပေးထား లై လက်မလေးတွေကိုကိုစနေမရှေ့ရသေးတဲ့ကိုရီမာရဲ့အားလုံးပဲတယောက်တစ်ချက်တယောက်တစ်ချက်ဝိုင်းဝန်းပြီးတော့ share ခြင်းဖြင့် ကူညီပေးပါအောင်နော်ကဲဒါဆိုကျွန်တော်ရဲ့ကိုယ်ပိုင်ပတ်သီးပြပြီမယ်ပတ်သီးကတန်းငယ်ထုတ်ပေးနေကြတိုင်းဒီပတ်သီးလေးကင်လာပြီဆိုတန်းငယ်တော်ကြပြီနော်ဒီပတ်သီးလေးကိုပဲတန်းငယ်ကင်ပြီးတော့ဒီပတ်သီးလေးနဲ့ပဲစင်ပြေမှုတွေအောင်မြင်မှုတွေအများကြီးဖြစ်ခဲ့တာပေါ့နော်အခုလဲအဲ့လိုအောင်မြင်ခဲ့တဲ့ပတ်သီးလေးကိုပဲပြန်လည်ပြန်စားပေးမှာဖြစ်ပါတယ်မแชร์သေးတဲ့ကျွန်တော်ကိုကြီးမာကြီးဒီအားလုံးပဲတယောက်တစ်ချက်တယောက်တစ်လက်ဝိုင်းဝန်းပြီးတော့တန်းငယ်ကိုแชร์ချင်းဖြင့်ကူညီပေးပါအောင်แชร์ပေးပါအောင်ဗျာကဲဒါဆိုပတ်သီးလေးကိုကြည့်ကျွန်တော်ကောင်းပါများ တုံညာရှစ်ကရှစ်အပိတ်တုံညာဘူးကကျွန်တော်ရဲ့ခွေမာဒီတုံညာရှစ်ကရှစ်အပိတ်တဲ့တုံညာဘူးကတုံညာထိတ်6ဘူးကကျွန်တော်တို့6ထိတ်နဲ့ဟုတ်ပြီနော်ရှစ်တုံညာ6ကျွန်တော်ရဲ့ခွေမာဒီ၃လုံးပေါင်းခြင်းဖြစ်တယ်တဲ့ရှစ်တုံညာ6ကျွန်တော်ကုမာများ၃လုံးပေါင်းခြင်းဖြစ်တယ်ရှင်းနဲ့တုံညာနဲ့ပေါင်းတော့ရှင်းပါရှင်းနဲ့ချောင်းနဲ့ပေါင်းတော့ကျွန်တော်ကိုယ်မှာဗာရမလဲရှင်းနဲ့ချောင်းနဲ့ပေါင်းတော့ကျွန်တော်တို့၄ရပါတယ်တဲ့၄ဒီကကျွန်တော်ရဲ့ကိုယ်မှာရအားလုံးပဲကျင်းတည်ကြမယ် ပတ်သီးဖြစ်တယ်။လေးသီးကကျွန်တော်ကမှဘာဖြစ်လဲဆိုရင်ကျင်းသေးကြမဲ့ပတ်သီးဖြစ်ပါတယ်တဲ့။လေးပတ်သီးကျင်းသေးကြမဲ့ပတ်သီးကဟာဒီမှာ24ဆိုပြီးထွက်ရှိလို့အောင်မြင်ခဲ့တယ်။တစ်ချက်ကြည့်မယ်။နောက်ဝင်လာပြီဆိုရင်အားလုံးပဲရှက်ချင်းဖြစ်တော့အကူအညီပေးပါအောင်နော်။အရင်ပွဲကတန်းငယ်မွေးကနန်းကတော့84ဆိုတော့မွေးကနန်းကတော့အောင်မြင်မှုတန်းငယ်ကိုရခဲ့တယ်ပေါ့နော်။ဒီဘက်လည်းတန်းငယ်မွေးကနန်းကိုပဲတိကထားပြီးကစားနိုင်ပါနော်။ဒီဘက်ခီးတွားစရာလေးရှိလို့ပါနော်။ကျင်းသေးကြမဲ့ပတ်သီး နေဒါနဲ့မှန်အောင်ရေးပါတဲ့အကိုကြီးစိတ်မရှိပါနဲ့နော်ကျွန်တော်ကဒီကဗုဒ္ဓဘုရားတာပရိတောက်ကြဗုဒ္ဓဘုရားတာပရိတောက်ကြဒီမှာကျတော့ဗုဒ္ဓဘုရားတာပရိတောက်ကြကိုယူဖို့ကြတော့ဒီမှာတာပရိနေရဖောင်းတာဖြစ်တဲ့အတွက်နော်ကျွန်တော်အင်္ဂါအင်္ဂါဗုဒ္ဓဘုရားတာပရိတောက်ကြကိုယူရတာပါ ဗုဒ္ဓဖူးဂျာတာပရီတောက်ကြဒီမှာဂျာတာပရီနေ့ရပေါင်းတာဖြစ်ဖောင်းတာဖြစ်တဲ့အတွက်ဒီပွဲမှာကြတော့ကျွန်တော်ကအင်ကဗုဒ္ဓဖူးတောက်ကြကိုယူထားတာဂျာတာပရီနေ့ရဖောင်းလို့ဖောင်းပွဲကိုမယူတာဒီပွဲကတော့ကျွန်တော်တို့အခုကျွန်တော်တို့ကြံခဲ့တဲ့ပွဲကထွက်ခဲ့တယ်ဗုဒ္ဓဖူးဂျာတာပရီတောက်ကြ၃ရက်ဇေယျကိုယူထားတာဖြစ်ပါတယ်ဟုတ်ပြီနော်အခုမသိမှဆိုလို့ရှင်းပြပေးတာပါဝင်း မြင့်အောင်ဟုတ်ပြီနော်အကိုနှစ်အားလုံးပဲမတိတဲ့ကိုရီမာတွေကိုတစ်ခါတည်းရှင်းပြပေးတာဗောဓဘူးဇာတာပိတော့ကြနော်ဒီမှာကျတော့ကျွန်တော်တို့ဇာတာပိရိနေရဖောင်းတာဖြစ်တဲ့အတွက်အင်္ဂါဗုဒ္ဓဘူးအင်္ဂါဗုဒ္ဓဘူးတောက်ကြဆိုပြီးယူထားတာဒီပွဲကတော့ဗုဒ္ဓဘူးကြတာပြေတောက်ကြ၃ရက်ကိုယူထားတာဖြစ်ပါတယ်နော်အကိုပတိ၄ပတိကို24ဆိုပြီးထွက်တယ်ယုံကြည်နော်အကိုခစားပါကျွန်တော်နဲ့ပတ်သက်ပြီးအရှုံးဆိုရတဲ့လူမရှိသလောက်ရှားပါတယ်နော်23ကကျွန်တော်ရဲ့ကိုယ်မတွေ 23က3အပိတ်83ကကျွန်တော်တို့8ထိပ်ဟုတ်ပြီနော်95ထက်ကကိုကိုလေးတဲ့အခုကျွန်တော်ပြောနေတာရှင်းရှင်းလေးပါဗုဒ္ဓဘူးတတာပရိတောက်ကြလို့ကျွန်တော်ယူထားတာဖြစ်တယ်လို့အကိုကပြောတယ်ကျွန်တော်အင်္ဂါတို့ဟိုဟာတို့အင်္ဂါတို့တနင်္လာတို့ကျွန်တော်ထည့်မရေးဘူးလို့အကိုကျွန်တော်ဘူးလဲရှင်းပြနေတယ်အင်္ဂါနေ့နဲ့တနင်္လာနေ့ကိုထည့်မရေးဘူးဒီမှာပဲအင်္ဂါနေ့တနေ့ကိုထည့်ရေးထားတာဒီပွဲမှာပဲဘာကြောင့်အင်္ဂါနေ့တနေ့ကိုထည့်ရေးထားတာလဲတားငယ်ရေးဆိုရင်တတာပရိနိယဖောင်းလို့ အင်္ဂါနေ့တနေ့ကိုထည့်ရေးပေးထားတာဟုတ်ပြီနော်နားလည်အောင်ရှင်းပြပေးနေတယ်နော်23 3ဝက်ပိတ်83က8ထိတ်69ကကျွန်တော်တို့9ဝက်ပိတ်เนาะပတိ4ပတိကို24ဒီမှာလဲကျွန်တော်ရဲ့ဂွေမိုင်းအားလုံးပဲတစ်ချက်ကြည့်ပေးပတိပေါ့เนาะ ဟုတ်ပြီနော်23 3ပိတ်83က8ထိတ်69က9ပိတ်နဲ့386ကျွန်တော်ကိုမောင်များ၃လုံးပေါင်းရင်းဖြစ်တယ်မแชร์သေးတဲ့ကိုမိုင်အလုံးပဲတယောက်တစ်ချက်แชร์ပေးထားနော်အခွေအထူးအခွေလေးလည်းပြပေးအောင်မနော်အထူးအခွေအများတန်းကြတဲ့အခွေပေါ့နော်အများတန်းကြတဲ့အခွေလေးလည်းကျွန်တော်ရဲ့ကိုမိုင်တွေပြပေးအောင်မလာမပွဲရသားတို့တန်းငယ်တို့ပေးခဲ့တာ656ခုအခွေ656ခုအခွေကို60ခုဆိုပြီးတော့ကျွန်တော်တို့အင်္ဂါတနင်္လာနေ့ရဖောင်းတယ်အင်္ဂါနေ့ညနေပိုင်းမှာ60ခုဆိုပြီးထွက်တာနော် 23ကပိတ်83က8တိ69က9ကပိတ်နဲ့38ကို3လုံးပေါင်းခြင်း38နဲ့ပေါင်းတော့1 1ကို9ရဲ့ပေါင်းတော့ကျွန်တော်တို့ပါရမလဲ1နဲ့9နဲ့ပေါင်းတော့3ညရပါတယ်3ညဒီကကျွန်တော်ရဲ့ကိုမိုင်အားလုံးပဲပတ်သီးဖြစ်တယ်ပတ်သီး၄ပတ်သီးကို24ဆိုပြီးကြတယ်ပတ်သီး3ညပတ်သီးကို 40ဆိုပြီးကျွန်တော်ရဲ့ကိုယ်မာကြီးထွက်ရှိလို့အောင်မြင်ခဲ့တယ်ပြောက59ရောက်တော်မျိုးတို့မင်္ဂလာပါမရှယ်ရသေးတယ်ကျွန်တော်ရဲ့ကိုယ်မာကြီးဒီအားလုံးပဲတယောက်တစ်ချက်တယောက်တစ်လက်အားလုံးပဲရှယ်ပေးပါဦးအပြုံးလေးရမင်္ဂလာပါသားငယ်တဲ့မင်္ဂလာပါအပြုံးလေးရမင်္ဂလာပါဗျာပတ်ဒီတောင်းကြပတ်ဒီကိုကျွန်တော်ရဲ့ကိုယ်မာဟဲ့ဒီမှာ40ဆိုပြီးထွက်တယ်ဒါဆိုကျွန်တော်ကိုယ်မာများလမ်းမဲ့ပွဲအတွက်ပတ်ဒီပတ်ချင်တဲ့ကိုယ်မာများဟုတ်ပြီနော်။ဒါမှမဟုတ်တန်းငယ်ကြီးပတ်တိကစားကျင်နေဆိုပဲအကိုကြီးမတွေအားလုံးပဲ။ဒါပတ်တိလေးလေကျွန်တော်ရဲ့ကိုမမြတစ်ချက်လိုက်ကြည့်။လာမယ့်ဘွဲတဲ့ပတ်တိ ဟုတ်ပြီနော်ဘာပတ်သီးလေးဖြစ်မလဲကျွန်တော်ကိုမများအလုံးလေးတစ်ချက်လိုက်ကြည့်ပေးလာမယ့်ဘွဲ့တွေပတ်သီးပတ်ချင်တဲ့ကိုယ်မရဲ့အားလုံးပဲပတ်သီးလေးတန်းငယ်ထုတ်ပြီးမယ်။ယုံကြည်တဲ့သူတွေပတ်မယုံကြည်မပတ်နဲ့เนาะကျင်းသည်တန်းငယ်အားလုံးကိုတော့အကောင်းဆုံးဖြစ်အောင်တော့ကြိုးစားပေးတယ်ဟုတ်ပြီနော်။တန်းငယ်ထုတ်ပြီးတဲ့ပတ်သီးမှန်သမျှလည်းမထွက်တဲ့ပတ်သီးရလို့မရှိဘူးဟုတ်ပြီနော်။ ဒီဘက်ကလည်းကျွန်တော်ရဲ့ကိုမတွေပတ်သီးပတ်ချင်တဲ့အကိုမများမရှယ်ရသေးတဲ့ကိုမတွေအားလုံးပဲ share ပေးအောင်ဗျာနော်ဒီဘက်ကအရန်နေနေတယ်မရှယ်ရသေးတဲ့အကိုကြီးမတွေဒီအားလုံးပဲတယောက်တစ်ချက်တယောက်တစ်လက်ဝိုင်းဝန်းပြီးတော့တော့ share ချင်းဖြစ်တော့ကူညီပေးပါအောင်ဟုတ်ပြီလားမရှယ်ရသေးတဲ့အကိုမများကဲနာမည်ပေါ်တဲ့ပတ်တီ40တီကကျွန်တော်ကိုမောင်များ40ကကျွန်တော်တို့3ညအပိတ်တဲ့48ကကျွန်တော်ကိုမောင်များ၄ထိပ်48က၄ထိပ် 98ကကျွန်တော်ကိုမမြန်အားလုံးပဲ8အပိတ်နဲ့348ကျွန်တော်ရဲ့ကိုမတွေသုံးလုံးပေါင်းခြင်းဖြစ်ပါတယ်348ကျွန်တော်ကိုမမြန်သုံးလုံးပေါင်းခြင်းဖြစ်တယ်တုံညာနဲ့၄နဲ့ပေါင်းတော့ကျွန်တော်တို့ဗာရမလဲတဲ့။တုံညာရဲ့၄ရဲ့ပေါင်းတော့ကျွန်တော်ကိုမှများ။တုံညာနဲ့၄နဲ့ပေါင်းတော့၄ပါတဲ့။၄နဲ့၈နဲ့ပေါင်းတော့ကျွန်တော်တို့ဗာရမလဲ။၄ရဲ့၈ကပေါင်းတော့ကျွန်တော်ကိုမှများ၂ရပါတယ်။၂တီကကျွန်တော်ရဲ့ကိုမရဲ့လမ်းဘွဲ့တွေပတ်တီးပတ်ချင်တဲ့ကိုမရဲ့အားလုံးပဲကျင်းသေးကြမယ်ပတ်တီကတန်းငယ်တို့၂ပတ်တီလို့ရတယ်။ ဟုတ်ပြီနော်ယုံကြည်ရင်ပတ်တာကျွန်တော်ကပေါ့ဗျာယုံကြည်ရင်ပတ်တာယုံကြည်တဲ့သူတွေအားလုံးပဲဆင်ပြေလိမ့်မယ်ဟုတ်ပြီနော်ပတ်တိ၄ပတ်တိကို24ပတ်တိ၃ညပတ်တိကိုကျွန်တော်ရေကွေမာဒီ40ဒီအပင်ကိုတန်းငယ်မယုံဘူးပင်ရတူတယ်ကွာဒီတက်ရှိရှိမရှိလားဆိုရင်ဒီအပင်ရဲ့နောက်ထပ်၅ပွဲမြောက်လောက်ကိုသွားကြည့်ဒီဒီလိုဆိုင်မျိုးနဲ့ပဲဘောရဘူးကြတာပရိတောက်ကြ၃ရက်ဆိုင်မျိုးနဲ့ပဲဒီလိုဆိုင်မျိုးနဲ့ပဲတွက်ပြီးသွားကြည့်နောက်ထပ်၅ပွဲမြောက်လောက်အထိဟဲ့ဒီပတ်သီးကမှန်လာခဲ့တာဖြစ်ပါတယ်နော် ပင်ရှိပသီးချင်းသေးကြမဲ့ပသီးဒါမဲ့လာမွေးပွဲတဲ့ပသီးပတ်ချင်တဲ့ကိုယ်မာဒီပသီးကနှစ်ပသီးကျင်းတဲ့ကြမဲ့ပတ်သီးဖြစ်ပါတယ်ပတ်သီးပတ်ချင်တဲ့ကိုယ်မိုင်းအလုံးပဲနှစ်ပတ်သီးပတ်နိုင်ပါတယ်နော်အញ្ញာလည်းတိတ်မကောင်းနော်လိုင်းရလည်းတိတ်မကောင်းဘူးလိုင်းရလည်းတိတ်မကောင်းလိုင်းရလည်းဘယ်လိုလဲဆိုတော့ဝါးနေ ကဲဒါဆိုကျွန်တော်ရဲ့ဂွေမိုင်းအားလုံးပဲအထူးအခွေလေးအတန်တော့ကြားရမှာပါနော်အတန်တော့ကျွန်တော်ရဲ့ဂွေမိုင်းလေးကြားရမယ်လိုင်းရောက်တော့တိတ်မကောင်းအောင်ပြန်နော်အထူးအခွေလေးကျွန်တော်ရဲ့ဂွေမိုင်းလေးကိုပြပေးမယ်အထူးအခွေလေးပေါ့ အတန်တော့ကျွန်တော်ရဲ့ဂွေမကြီးအားလုံးပဲကြားရမှာပါနော် ကျွန်တော်ကူမိုက်ဒါဆိုအထူးအခွေလေးကိုတစ်ချက်တွက်ပြပေးမယ်နော်အထူးအခွေလေးပေါ့အခွေကတော့တန်းငယ်လေးလုံးအခွေလေးပါကျွန်တော်ကပတ်သီးကိုလည်းသူများလို့မန်ပါမခေါ်ဘူးအဖွဲဝင်ကြီးလည်းမတောင်းဘူးနော်ဘယ်ပတ်သီးပဲဖြစ်ဖြစ်မွေးကနန်းပဲဖြစ်ဖြစ်ပတ်သီးပဲဖြစ်နေပေးစေမွေးကနန်းပဲဖြစ်နေပေးစေနေတိုက်ပဲဖြစ်နေပေးစေဘာပဲဖြစ်ဖြစ်တန်းငယ်ကအားလုံးကိုစေတနာနဲ့ပဲကူညီတယ်အလကားကူညီတယ်နော်ဘသူတူတယောက်ကမှမန်ပါမခေါ်ဘူးဖွဲ့ဝင်ကြီးမတောင်းအောင်ပောက်ပေးသတ်မှတ်ခြင်းမရှိဘူးစေတနာနဲ့ကူညီတာပါအားလုံးပဲနော် အဲ့ဒါချိုးပြီးပြပြထားတာတန်ခါရှိမှလာဦးတဲ့သူတွေမွေးကနန်းယူထားတဲ့သူတွေအောင်မြင်တဲ့သူတွေအများကြီးရှိတယ်တန်ခါတစ်ချက်ပြပေးမယ်တန်ခါမွေးကနန်းထွက်လို့လားဆိုရင်ဒီမှာတစ်ချက်ပြပေးမယ်ဒီမှာအတန်ကြားပါတယ်ဒီမှာ6ရက်မှ9ရက်ထိမွေးပါ84 40 80မှာကြည့်84မွေးအောင်ပြီးမုတ်ဖိုးလေးလွှဲပြီးပါပဲပြောတာ6ရက်မှ9ရက်ထိမွေးပါ1854 50 40ဆိုပြီးပြီးခဲ့တယ် 84မွေးအောင်ပြီ84မွေးအောင်တော့မုတ်ဖိုးလေးလွှဲပြပါလို့ပဲပြောတယ်ဒီမှာထွက်မဲ့ချိန်မှာအထိုးနေသွားလို့တဲ့နောက်ပတ်ပပေးမယ်နော်တဲ့စိတ်မဆိုးပါနဲ့တဲ့အဲ့လိုတန်းငယ်ကိုရေးထားဒါပေမဲ့တန်းငယ်ဘာပြောလဲဘာမှမပြောဘူးစိတ်ဆိုးလားဆိုတော့စိတ်မဆိုးပါဘူးရတယ်စေတနာရှိရင်ပေးစေတနာမရှိရင်ပေးပေါ့ရင်မုတ်ဖိုးလေးတော့ပေးဟင်မှာ ကိုရဲ့6ရက်မှ9ရက်ထိမွေးပါတရှင်း၅၄ခွန်၄ခွန်ပေါ့ရင်မဖိုးတော့ဘေးလို့โอเคပါလို့တားငယ်ပါโอเคဆိုတော့ခွန်လေးမွေးအောင်ပြီးမဖိုးလေးလွှတ်ပေးပါပြောတော့ထွက်မဲ့ချိန်ထိုးနေသွားလို့နောင်ဘက်မှပေးမယ်နော်တဲ့စိတ်မဆိုးပါနဲ့နော်တဲ့တားငယ်စိတ်မဆိုးပါဘူးရာလည်းရတယ်စင်ပြေပါတယ်တားငယ်ကဘလို့လူမျိုးလဲဆိုတော့ပြောပြတာဟုတ်ပြီနော်ကိုတို့မားဒီအားလုံးကိုသိစေချင်တာအကြောင်းပြောပြပေးခြင်းဖြစ်တယ်နော် ဘသူ့မှာစိတ်မစိုးဘူးเนาะဘသူ့မှာလည်းအပြစ်မတင်ဘူးဒါအသားငယ်အလုံးပြပြတာဒီဘက်ကလည်းအသားငယ်မွေးကနေအောင်လည်းအဲ့လိုလိုပဲပေးမှာပေါ့ကိုလေးကမင်္ဂလာပါတဲ့မင်္ဂလာပါကဲဒါဆိုကျွန်တော်ရဲ့ကွေမရဲ့အထူးအခွေလေးကိုကျွန်တော်တို့ကြည့်မယ်ဟုတ်ပြီเนาะပုံညာရှိကကျွန်တော်ရဲ့ကွေမတွေသူတို့နှလုံးပေါင်းခြင်းဟုတ်ပြီเนาะ84ကကျွန်တော်တို့၄ရက်ပိတ်ပုံညာရှိ၄ကျွန်တော်ရဲ့ကွေမတွေ၃လုံးပေါင်းခြင်းဖြစ်တယ်တဲ့ ုံညာရဲ့ရှိခဲ့ပေါင်းတော့၈ပါ၊ရှင်းနဲ့၄နဲ့ပေါင်းတော့ကျွန်တော်တို့ဘာရမလဲ။ရှိခဲ့၄ရဲ့ပေါင်းတော့၂၀၀ပါလေ။၂ရဲ့ပါဝါသည်ခွန်နှစ်ခွန်။အဲ့ဒီနှစ်ခွန်နဲ့တွဲရက်ပြီးကြမဲ့အခွေ။ဟုတ်ပြီနော်။အဲ့ဒီနှစ်ခွန်နဲ့ကျွန်တော်ရဲ့ကူမကြီးတွဲရက်ပြီးကြမဲ့အခွေဘာခွေလေးဖြစ်မလဲတစ်ချက်ကြည့်။တုံညာရှိခဲ့၈ရဲ့ပိတ်၊၄ဘူးက၄ရဲ့ပိတ်။ရှင်းလေးနှလုံးပေါင်းခြင်းနဲ့ရှင်းတဲ့လေးနဲ့ပေါင်းတော့ကျွန်တော်တို့ဗာရရမလဲရှစ်ကလေးရဲ့ပေါင်းတော့200ပါတယ်နှစ်ကိုပါဝါခေါ်ခြင်းဒီလေ ျွန်တော်ရွေးမိုင်းဘာရမလဲနှစ်ကိုပါဝါခေါ်ခြင်းဒီလဲကျွန်တော်ကိုမှအများခုနှစ်ပါတဲ့နှစ်ခုဒီကကျွန်တော်ရွေးမိုင်းအားလုံးပဲမွေးနှစ်ခုနှစ်ခုအမွေးကိုကျွန်တော်ရွေးမိုင်းကျွန်တော်တို့ကဘာထွက်သွားလဲဆိုတော့နှစ်ဆက်ခုဆိုပြီးထွက်တယ်ထောက်ပြီနော်နှစ်ခုနှစ်ခုမွေးကနန်းဒါဆိုရင်ကျွန်တော်ဘာလို့ရမလဲနှစ်ဘူးခုဘူး80နေကနန်းက3ခွက်ထဲမွေးရရှင်းရှင်းလေး နှစ်ဘူးရဲ့ခွန်ဘူးရဲ့82ခေကဏ္ဍသုံးွက်တယ်မူရကျွန်တော်တို့ဘာထွက်လဲ20ခွန်ဆိုပြီးထွက်သွားတယ်ဟုတ်ပြီနော်20ခွန်ဆိုပြီးထွက်ကျွန်တော်ရဲ့ကိုယ်မရအားလုံးပဲထွက်သွားတယ်တဲ့ဟုတ်ပြီနော်ဒါဆိုကျွန်တော်ရဲ့ဂွေမိုင်ဒီနည်းမှုတိုင်းပဲကျွန်တော်တို့ဆက်သွားမယ်ပြုတာ31ရောက်မင်္ဂလာပါမရှယ်ရသေးတဲ့ဂွေမိုင်အားလုံးပဲတယောက်တစ်ချက်แชร์သွားမိမိတို့ပေးတို့ဂရုတို့ရှင်တယောက်တစ်ချက်แชร์သွားတစ်ချက်ကြည့်၄လုံးခွေလေးပဲ 23ဒီကကျွန်တော်ရဲ့ကွေမကြီးသူတို့နှလုံးပေါင်းခြင်းဒီနေ့မူတိုင်းပဲသွားတာနော်23ကသူတို့နှလုံးပေါင်းခြင်းနဲ့24ကကျွန်တော်တို့လေးရပိတ်နဲ့နေ3လေးကျွန်တော်ရဲ့ကိုမမြ3လုံးပေါင်းခြင်းနဲ့နေ့နဲ့3နဲ့ပေါင်းတော့9ပါ9ရဲ့4ရဲ့ပေါင်းတော့ကျွန်တော်တို့ဗာရမလဲနေ့ကဲ3ရဲ့ပေါင်းတော့9 9နဲ့4နဲ့ပေါင်းတော့ကျွန်တော်တို့ဗာရမလဲ900ပါတယ်900တဲ့900ရဲ့ပါဝါတီ4တဲ့အဲ့ဒီ9လေးနဲ့တွဲပြီးဆင်းမဲ့ သူနဲ့တွဲပြီးဆင်းမဲ့အခွေလေးကဘာဖြစ်မလဲတစ်ချက်ကြည့်ဒီနီးမူတိုင်းပဲကျွန်တော်တို့သွားမယ်နော်ဆိုတော့ကျွန်တော်ဒါနဲ့ဒီပတ်သီးအယောင်နဲ့မှမှာဆိုတော့ဒီလိုလေးလုပ်ပေးမယ်ဟုတ်ပြီနော်ဒီလိုလေးလုပ်ပေးမယ်ကျွန်တော်ရဲ့ခွေမှာတစ်ချက်ကြည့်ဟဲ့ဒီကိုလေးအခွေနဲ့တွဲရပြီးဆင်းမဲ့အထူးအခွေ ဒီနီးမူတိုင်းပဲ23 3ပိတ်20ခွန်ခွန်ပိတ်3ခွန်နှလုံးပေါင်းခြင်းတဲ့3နဲ့ခွန်နဲ့ပေါင်းတော့ကျွန်တော်တို့봐ရမလဲ3ရဲ့ခွန်ရဲ့ပေါင်းတော့3ညရပါတယ်တဲ့3ညရဲ့ပါဝါဒီကကျွန်တော်ကိုမှများ5ပါတဲ့6 4 3ည5ဒီကျင်းတယ်ကြမဲ့အထူးအခွေဖြစ်ပါတယ်ထုတ်ပြီးတော့နှစ်ခွန်နှစ်ခွန်အခွေကို20ခွန်ဆိုပြီးထွက်တယ်6 4 3ည5ခွေကိုတန်းငယ်ဘာထွက်လဲဆိုရင်4ပါဟာဒီမှာ3ညပိုင်းနဲ့ 40ဆိုပြီးကျွန်တော်ရဲ့ကိုယ်ပိုင်ထွက်ရှိလို့အောင်မြင်ခဲ့တယ်တဲ့4ပိုင်ကျွန်တော်ကိုယ်မောင်များ3ညပိုင်နဲ့4ပိုင်3ညပိုင်နဲ့40ဆိုပြီးကျွန်တော်ရဲ့ကိုယ်ကြီးမကြီးဒီအားလုံးပဲဘာဖြစ်လဲထွက်ရှိလို့အောင်မြင်ခဲ့တယ်ဟုတ်ပြီနော်ဒါဆိုကျွန်တော်ရဲ့ကိုယ်ကြီးမကြီးလာမယ်ပွဲအတွက်ချင်းတည်ချမိ အထူးအခွေကဘာဖြစ်မလဲတစ်ချက်လိုက်ကြည့်ပေးမမီတို့ပိတ်လို့ကတူတို့ရှိရင်တယောက်တစ်ချက် share ပေးပါ live လက်မလေးတွေကိုကျွန်တော်ရဲ့ကွေးမိုင်းအားလုံးပဲတယောက်တစ်ချက်နဲ့ share လို့ရတဲ့ကွေးမိုင်းအားလုံးပဲ share ခြင်းဖြင့်ကူညီပေးပါအောင်เนาะတယောက်နဲ့တယောက်เนาะအများမြအများတွေ့အများပေါအောင်เนาะဒီနည်းမူတိုင်းပဲ40ဒီကကျွန်တော်ရဲ့ကွေးမိုင်းတို့နှလုံးပေါင်းခြင်း84ကကျွန်တော်တို့၄အပိတ်၄3ညာ၄တောင်းရဲ့ကွေးမိုင်းနှလုံးပေါင်းခြင်းဖြစ်တယ်တဲ့ ၄နဲ့၃ညနေပေါင်းတော့၄ပါ၄ရဲ့၄ရဲ့ပေါင်းတော့ကျွန်တော်တို့ပါရမယ်၄နဲ့၃ညနေပေါင်းတော့၄၄ရဲ့၄ရဲ့ပေါင်းတော့ကျွန်တော်တို့ပါရမယ်၄နဲ့၄နဲ့ပေါင်းတော့၈ရပါတယ်ရှိရဲ့ပါဝါတီ3ပါတဲ့ရှစ်3အဲ့ဒီရှစ်3နဲ့တွဲရပြီးဆင်းမဲ့အထူးအခွေကဘာဖြစ်မလဲအလုံးမဲ့တစ်ချက်ကြည့်ရှစ်3သူနဲ့ဒီပုံစံတိုင်းပဲ40တီက3ညအပိတ်ပါ 21ကတည့်ပိတ်1300ကျွန်တော်ရဲ့ကွေမိုင်နှလုံးပေါင်းခြင်းနဲ့1နဲ့3ညနဲ့ပေါင်းတော့ကျွန်တော်တို့ဘာရမလဲ1နဲ့3ညနဲ့ပေါင်းတော့1ရပါတယ်1ကို ပါဝါခေါ်ခြင်းဒီ6ပါတဲ့16ဒီကကျွန်တော်ရဲ့ကိုယ်မကြီးအားလုံးပဲသူနဲ့တွဲရပြီးဆင်းမဲ့ဘာဖြစ်မလဲအထူးအခွေလေးပဲကျွန်တော်ရဲ့ကိုယ်မကြီးဖြစ်တယ်ဒါမဲ့ဈာဆိုရင်ကျွန်တော်ကိုယ်မမြန်လာမယ်ဘွဲအတွက်တန်းငယ်ကြီးအခွေကဘာအခွေ40ကျော်ဆိုရင်ကျွန်တော်ကိုယ်မမြန်ပါဘာဖြစ်လဲ၈၃ 16အခွေကျင်းတည်ကြမယ်အခွေဖြစ်တယ်ဟုတ်ပြီနော်ပတ်သီး၄ပတ်သီးကို24ပတ်သီး၃ညပတ်သီးကို40နာမည်ပွဲတဲ့ပတ်သီးက2ပတ်သီးအထူးအခွေနေနဲ့2ခု2ခုအခွေကို20ခုဆိုပြီးထွက်တယ်နောက်ပြီးတော့6လေး3ညငါအခွေကို40ဆိုပြီးထွက်တယ်နာမည်ပွဲတော့အခွေဒီ73 16အခွေလို့ရတယ် ဟုတ်ပြီနော်အကြိုက်သူတွေအကြိုက်နှစ်သက်တယ်ဆိုရင်ကစားကိုရီမားတွေအားလုံးတန်းခဲ့ကတော့တီးတဲ့အတိုင်းပဲဘသူတို့တယောက်ကမှမန်ပါခေါ်ခြင်းအဖွဲဝင်ကြီးတောင်းခြင်းပောက်ပေးသတ်မှတ်ခြင်းမရှိပါဘူးအားလုံးကိုစေတနာအသီးအသားဖြင့်သာကူညီပါတယ်ပောက်ခဲ့ရင်လည်းကိုရီမားတွေပြီးတယ်မုတ်ဖိုးလေးပဲယူပါတယ်ဟုတ်ပြီနော်ပောက်ခဲ့ရင်လည်းကိုရီမားတွေပြီးတယ်မုတ်ဖိုးလေးပဲယူတယ်ဗျာတန်းခဲ့တယ်မှာကိုရီမားတွေကခုနပြထားတဲ့အတိုင်းပဲဒီမှာ6ရက်မှ9ရက်ထိမွေးပါ1954040ပေါ့ရင်မဟုတ်တော့ပြီး โอเคตั้งไงบ่โอเคလို့ရေးပေးတယ်ပြီးတော့ကျွန်တော်ကိုမိုင်84မွေးအောင်ပြီးမုတ်ဖိုးလေးလွှဲပြီးပါမုတ်ဖိုးပဲလွှဲခိုင်းတာပါအစည်းအဝေးရှိသလောက်ပြီးကျင်သလောက်ပြီးလို့ရပါတယ်နော်မုတ်ဖိုးလေးလွှဲပြီးပါထမက်ချိန်ထိုးနေသွားလို့တဲ့နောက်ဘက်မှာပြီးမယ်တော့စိတ်မဆိုးပါနဲ့ဆိုတန်းငယ်စိတ်မဆိုးပါဘူးအခုလဲကျွန်တော်ရဲ့ကိုမိုင်လမ်းမဲ့ပွဲအတွက်ကျွန်တော်ကိုမောင်များအားလုံးကတန်းငယ်ရေးမွေးကနန်းလေးတော့လိုချင်တဲ့အထူးအခွေအနေနဲ့ကပတ်သီးအနေနဲ့ကနှစ်ပတ်သီးတရားရခိုင်တော့ အထူးအခွေလေးနဲ့8316အခွေ100ခိုင်နှုန်းဟုတ်ပြီနော်100ခိုင်နှုန်းကျွန်တော်ရဲ့ကိုယ်မိုင်အားလုံးပဲအာမခံမှုရှိတဲ့အထူးမွေးကနန်းအထူးမွေးကနန်းကျွန်တော်ရဲ့ကိုယ်မိုင်တွေအထူးမွေးကနန်း၄ကွက်ပေါ့အထူးမွေးကနန်း၄ကွက်ကျွန်တော်ရဲ့ကိုယ်မိုင်အားလုံးကတန်းငယ်လိုချင်ပါတယ်ဆိုရင်တန်းငယ်ဟက်ဒီဖုန်းနံပါတ်နော်662တက်946တက်865ကိုကျွန်တော်ကိုယ်မိုင်အားလုံးက မွေးလို့ဟိုင်းလိုက် ဟုတ်ပြီနော်အခုတည်းရဟိုင်းကိုဒီမနေ့တန်းငယ်ဟုတ်ပြီမွေးလို့ဟိုင်းတာတော့ဟုတ်ပါပြီပေါ့ရင်တန်းငယ်ကိုဘလို့တွေပေးရမှာလဲဘလောက်တောင်ပေးရမှာလဲလို့မေးစရာရှိတယ်ဒီမှာတန်းငယ်ရေးပေးထားတယ်ပေါ့ရင် မုတ်ဖိုးတော့ပေးပါဟုတ်ပြီနော် ကိုရီမားတွေစေတနာရှိသလောက်ပေါ့ရင် မုတ်ဖိုးလေးတော့ပေးဟုတ်ပြီနော်ကိုရီမားတွေစေတနာရှိသလောက်ကျွန်တော်ရဲ့ကိုရီမားကြီးအားလုံးမုတ်ဖိုးလေးတော့ပေးဟုတ်ပြီလားပေါ့ရင်မုတ်ဖိုးလေးတော့ပေး 669 646 869 669ကိုကျွန်တော်ရဲ့ကွေးမရေမွေးလို့ဟိုင်းအခုမြင်အခုတွေ့အခုဟိုင်းတာကိုရီမရေဒီဘွက်လမ်းမဲဘွက်အတွက်ကျွန်တော်ရဲ့ကွေးမမြောင်အလုံးပဲတေးကြပေါက်ကျင်းတေးပေါက်ပတ်စံရပြီနော်စင်ပြေပြီလို့တာကိုရီမရေမှတ်လိုက်တော့ဟုတ်ပြီလားဝေကနန်းလိုချင်တဲ့တန်းငယ်ရေဆိုရင်669 646 669ကိုကျွန်တော်ကွေးမမြောင်အလုံးမွေးလို့ဟိုင်းပေးပါ ဟုတ်ပြီနော်မွေးလိုဟိုင်းမွေးကနန်း၄ကွက်ပေးပါတယ်ဟုတ်ပြီနော်ကဲအားလုံးပဲဒီလောက်ပဲကျွန်တော်ကိုကြီးမာကြီးဒီအားလုံးပဲစိတ်အချမ်းသာခြင်းကိုကြီးကျမချင်းနေနဲ့ပြည့်စုံကြပြီးစိတ်သွားတိုင်းကိုပါလူရင်းဆန္ဒတွေလက်တော့တော့ပြူဝကြပါစေလို့တန်းငယ်ကဆူတောင်းပေးရင် live show လေးကိုရနာခွင့်ပြုပါအားလုံးပဲပမိုင်ပါကျွန်တော်ကိုပါမြောင်းဟုတ်တယ်လားလောင်းလို့